ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်ပထမဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းကြောင့်ကတော့ရေပြင်စစ်ကြောင်းထိုးမှုနဲ့လေချောင်းတိုက်ခိုက်မှုတွေကိုနှစ်ဆအချိန်မြင့်တရန်ကျောစွာလင်းကောင်းဆောင်တဲ့ GOC စီဝေးကစုပ်ဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ကျမစစ်တကပွန်လင်းရသည်ရောက်ရှိလာပြီဖြစ်တာကြောင့်ရေပြင်စစ်ကြောင်းထိုးမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်ဟုန်မြင့်တယ်။စစ်စင်ရေးဆိုင်ရာ JOC ထိုးစီဝေးမှာဆုံးဖြတ်ချက်ချမှတ်ထားကြောင်းမြေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောဆိုပါရင် ဒီကအော်တိုဝါလာဆမ်းပိုင်းမှာစစ်တပ်ရဲ့ကြီးရည်လေးဟိနိုင်ကကဲမို့ဗိုလ်ချုပ်ကြီးကျော်စွာနဲ့ဦးဆောင်တဲ့ Joint Operation Command အစီအစဉ်မှာထို့သောဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးအဲ့ဒီအစီအစဉ်ဆုံးဖြတ်ချက်အရလေးချောင်းတိုက်ခိုက်မှုတွေကရခိုင်တပ်နဲ့စတိုးမြင့်သွားပြီဖြစ်ကြောင်းမြေပြင်နယ်နဲ့လက်လွတ်ဆုံးရှုံးထားတဲ့နေမျိုးတွေကိုရွေးကောက်ပွဲမတိုင်မီရက်ပိုင်းလာပိုင်းတွင်ကိုအမြန်ဆုံးတိမ့်ပိုင်နိုင်ရေးစစ်စင်ရေးစီမံချက်တွေရေးဆွဲအကောင့်ထွေဖော်နေခြင်းဖြစ်ကြောင်းလည်းသိရပါတယ် စီယုံကနေ့စဉ်လုပ်နေတဲ့ GOC Joint Operation Command စီဝေးတွေကဗိုလ်ချုပ်ကြီးကျော်စွာနဲ့ဦးဆောင်ပါတယ်။ပွင်လင်းရနေလေးကြောင်းတိုက်ခိုက်မှုတွေနဲ့မြင်းရင်စစ်စင်ဟဆတိုးမြှောက်ဖို့ဆုံးဖြတ်ထားပြီးရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်ခြေတွေကိုမြို့တွေပြန်သိမ်းမဲ့စီးရေးစီမံချက်တွေဆလုပ်လုပ်နေပြီလို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောဆိုပါတယ်။လက်တတော်တီဘောမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လျက်ရှိပြီးယခုအော်တိုဝါလာအတွင်းကို အပိတက်တီဘောမြို့ကိုရရှိရေးတိုက်ခိုက်သိမ်းပိုင်ရန် နေပြည်တော်စီအောင် JOC စီဝေးကဆုတ်ဖြတ်ထားကြောင်းလည်းသိရပါရယ်စီရန်ပိုးဤစင်ရောကစစ်တပ်နေဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်ညင့်တင်ပြီးတော့တိုက်ခိုက်တဲ့နေရာမှာကုန်ကြမ်းစီတက်တာတဲ့စစ်တပ်လေးကြီးတွေပါဝင်နီလန်ပေါင်းစုံကိုအတုံးပြုတ်လိုက်ပြီဖြစ်ကြောင်းသုံးသက်ပြောဆိုရယ်ဒီကကတော့လေးချောင်းအေးတာမှုဆိုရယ်စီအားတာချက်တွေကိုယူကစက်တက်လေဒီပါရာမော်တာတွေဈိုင်ရိုကော်ပရာတွေကမောင်းတဲ့လူတွေကလေးတရေလူမျိုးစနစ်တကျမွေးထုတ်ထားတာမျိုးမဟုတ်ဘူး ရက်တို့တင်နေပေးပြီးတော့ကောက်မှောက်ပြီးတက်ကြရတယ်လို့ဒီလိုမျိုးဆိုရင်တော့လူရင်းပြင်ငွေကြေးရင်းပြင်ရောအချိန်ရင်းပြင်ရောချုပ်ပြီးတော့လေးချောင်းကနေကွက်ပြစ်တဲ့အရေးအသားနဲ့ပုံစံမျိုးကိုလုံနေတာပေါ့လို့သူတို့ကကန့်သက်ချက်တော့ရှိတယ်။ရင်းပြင်ကနေလက်နဲ့ငယ်နဲ့ပြန်ပြီးတော့ပြစ်ခိုင်းရင်ထိရောက်မှုရှိတယ်။ဆလတ်တို့ဆက်တနိုင်ကြီးတို့နဲ့ပြစ်မယ်ဆိုရင်သူတို့တို့ရှောင်းတင်းချိန်အနှဲငယ်အခွင့်အရေးရပါတယ်။ဒါပေမဲ့လက်နက်ကောင်းမှမရှိရဲ့ပြည်သူလူထုအခြေဖြူတာများတဲ့နေရာတွေကိုတော့ ီလိုမျိုးတန်မိုးနဲ့အခွဲတွေတန်မိုးနဲ့ဆက်တက်လေးတွေဂျိုင်ရိုကော်ပိုရိုက်နဲ့လုပ်ချင်တဲ့သဘောမျိုးပေါ့လေးချောင်းရေးသားကိုနည်းနည်းကျကျဝိုင်းလိုက်တဲ့ပုံစံမျိုးလို့ပြောရမှာဖြစ်တယ်ဆိုပြီးစီရန်ဘိုးကြီးစင်ယောကပြောပါတယ်ဒါပြင်စစ်တပ်ကတော်လိုင်းရေးတပ်တွေတိမ့်ပိုက်ထားတဲ့နေမြေတွေကိုလေးချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာခြင်းမှာစစ်တပ်စိုးမိုးထားတဲ့နေမြေတွေတို့ဒီလိုများရွှေ့ပြောင်းလာရင်လည်းရွေးကောက်ပွဲတွက်မဲပေးမှုများများလာစေရန်ရည်ရွယ်ချက်နဲ့ပါဝင်နိုင်ကြောင်း၎င်းကဆက်လက်ပြောဆိုပါသည် ဘုံကျဲရကရွေးကောက်ပွဲနီးလာလေးတွေပုံများလာလေးကိုတွေ့ရတယ်။စတိုက်လို့လည်းတိုက်မနိုင်ရင်းသားတိတ်လို့ရတယ်။ရွေးကောက်ပွဲလွန်ရမယ်မြို့တွေမှာလူစီမလာဘူး။ဥပမာ မိုးပြဲတို့ဖဲခုံတို့တီမောဆိုတို့ဖရုဆိုတို့မှာချိနိုင်ရင်လူလောင်းလောင်းကောင်းကစီနီယာမရှိဘူး။အဲတော့စပေးဆောင်ဆိုပြီးတော့လွတ်မြောက်နေမြေမှာသွားပြီးတော့နေကြရရင်များတယ်။လူခေါ်တဲ့ပုံစံမျိုးဖြစ်နေတယ်။သူတို့ချုပ်တဲ့နေမြေတွေကိုတော့ဘုံပြန်ကျဲတာမျိုးမရှိသေးဘူး။အဲဒီတော့ဘုံကျဲမှာကြောက်လို့ဆိုပြီး တို့ထိန်းချုပ်တဲ့နေမြေတွေကိုရောက်လာအောင်တမင်ရရဆက်ဆက်နဲ့ရုံမာပြီးတော့လူခေါ်တဲ့အနေထားစမျိုးတွေကိုတွေ့ရတယ်။နမိညမှာဆိုရင်လည်းမုံရမျိုးနယ်ထဲမှာရင်တို့တန်နေရဖြစ်ရတဲ့အညိုရောင်နေမြေလို့သတ်မှတ်ထားတဲ့နေရာမျိုးတွေကိုလည်းရွေးကောက်ပွဲအဲ့နေရာမှာမလုပ်ဖြစ်ပေမယ့်လူတွေကရွေးကောက်ပွဲစီကိုလာတဲ့ပုံစံမျိုးရွေးကောက်ပွဲရှိတဲ့နေရာကိုလာတဲ့ပုံစံမျိုးဖြစ်အောင်ခြောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်တွေမှာလူတွေကအကြောက်တရားဝင်လာပြီးတော့တို့ထိန်းချုပ်တဲ့နေမြေတွေကို ရောက်လာပြီးတော့ရွေးကောက်ပွဲပွဲတဲ့အင်အားတိုးလာအောင်ပုံဖော်လအောင်လုပ်တယ်လို့မြင်နေဆိုပြီးစီရီယန်ဘူးကြီးစင်ရောကရှင်းပြပါရတယ်။ဆလတ်တင်ဆက်ပြီးချင်တဲ့သတင်းကြောင့်ကတော့မုံရွာနဲ့ချောင်းအဆက်ဘုံတို့မှကြီးရွာမှရှိတဲ့စီမင်းထုံးပွဲကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုလူ၂၂ဦးသေဆုံးပြီးတော့ PDF လေးဦးတပိတ်ဦးဆောင်သူလေးဦးပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းမုံရွာနဲ့ချောင်းအဆက်ဘုံတို့ကြီးရွာကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်ခဲ့ရာ လူ၂၂ဦးတေဆုံးပြီးတော့ PDF 6ဦးနဲ့တပိတ်ဦးဆောင်တို့လေးဦးပါဝင်သွားကြောင်း6ဦးဆရာတော်နဲ့တော်လိုင်းသတင်းမြစ်တွေကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုပါတယ်။အော်တိုဘားလ6ရက်နေ့ည9နာရီချိန်စစ်တပ်ကညောင်မင်းသားအုပ်စုဘုံတို့ကျေးရွာမှာရှိတဲ့စီမင်းထုံးပွဲကိုစစ်တပ်လေဒီနေနဲ့ဘုံနှလုံးကျေးချခဲ့အောင်လူ၂၂ဦးတေဆုံးခဲ့ကြောင်းတေဆုံးသူတွေကို PDF 6ဦးနဲ့မြင်းမြင်းတပိတ်ဦးဆောင်တို့လေးဦးတို့ပါဝင်သွားကြောင်းလည်းသိရပါတယ်။ခုနောက်ဆုံးစီးရင်ရ6ဦးမြို့နယ်မှာပြည်သူ၁၁ဦးကြာပါတယ်။ မုံရနယ်က၁၁ဦးစုစုပေါင်း၂၂ဦးကြာပါတယ်။ချောင်း PDF က၄ဦးကြာရင်မုံရအမြင့်လန်းကတပိတ်ဦးဆောင်သူ၂ဦးကြာတယ်။ CDN ចောင်းဆရာတဦးလည်းကြာဆုံးပါတယ်။တမိတောင်းစုထဲမှာ၄ဦးကြာသွားတယ်ပါတယ်လို့နှစ်နှစ်တမိလေးရဲ့၁၈နှစ်အောင်ចောင်းသားရဲ့လည်းပါသွားတယ်လို့ချောင်းဆရာတော်ကမိန့်ကြားပါတယ်။စတဲ့ရေလေးဆောင်တိုက်ခိုက်မှုမှာကြာဆုံးသွားသူ တပိတ်ဦးဆောင်သူတွေနဲ့ရဲဘော်ချမ်းကျင်းအောင်ရဲဘော်ညီညီစောရဲဘော်ကံမြင့်လေးတဲ့ចောင်းဆရာဆရာဇော်လင်းနိုင်တို့ပါဝင်သွားကြ ရဲဘော်ချမ်းညောင်နဲ့ရဲဘော်ညီညီစော်တို့မှာစကိုင်းတိုင်းဒေသတပိတ်အင်အားစုလူလူတိုက်ပွဲမြင့်တင်ကော်မတီဝင်များဖြစ်ကြောင်းလည်းသိရပါတယ်။ရဲဘော်ချမ်းကြီးအောင်နဲ့ရဲဘော်ညီညီစောရမနွေဦးဒေါ်လာရဲ့တွင်မုံရအမြင့်လန်တပိတ်ဦးစာရေးကော်မတီစကိုင်းတိုင်းဒေသတပိတ်အင်အားစုဖြစ်ပြီးတော့ပြည်သူလူထုအတွက်အကြမ်းမဖက်လူလူလှုံ့ဆော်မှုတွေကိုစနစိုင်လုတ်ကင်ဆောင်ရွက်ခဲ့တဲ့ရဲဘော်များဖြစ်ကြောင်းစကိုင်းတိုင်းဒေသတပိတ်အင်အားစုကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အကြဆုံးခဲ့ရသူတွေကို ဂျပန်နေ့တကြို PCB ဖြစ်ကြောင်းလေးသိရှိရပါတယ်ရှင်။ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးအတွက်ကျေးဇူးထူပေးတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့သတင်းအကြောင်းအရာမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်နော်။